ิตะโคมะจิวานะပြီးတော့မဆက်လိုက်ပါနဲ့လို့เนาะမင်္ဂလာပါရှင်เนาะဒီမှာတော့ညနေ time မှာကတော့ညနေ6:00နာရီခွဲပေါ့เนาะ6:00နာရီဟုတ်တယ်6:00နာရီခွဲပါပြီလို့เนาะ6:00နာရီခွဲပါပြီမြန်မာပြည်ကနိုင်ဝက်ဆော်လာနောက်ကြလားမသိဘူးเนาะအခုတော့ကိုမမြို့လေးကကိုမ ျွန်းလေးရဲ့တနေရာပေါ့နော်တနေရာလေးမှာမြို့လေကောင်ပြောရမလားမြို့ပေါ်မှာပြောရမလားမသိရောက်နေပါလေလို့ရောက်နေနေလိုက်ထွင်နေပါနဲ့လိုက်ထွင်နေနေမှာကြည့်ရကြည့်ထားလို့မပြီးနိုင်တော့ဒီမစည်းနိုင်တော့ဒီစနိုက်ကျော်ကိစ္စလေးဒီစနိုက်ကျော်တဲ့င်းရောရတယ်နည်းလေးနည်းလေးဟော ြောတော့မလားလို့ပေါ့နော်အခုဒါကကိုမတ်မျိုးတော့ရောက်နေတာပါကိုမတ်ကျုံးကတကယ်ကကိုမတ်ကလေသေးရတည်လားအန်ဒီဟုတ်ပေါ့အန်ဒီခီးသွားအတွေ့အကြုံရဆိုလို့ရှိရင်တော့ကိုမတ်ကိုနောက်တစ်ခေါက်ပြန်မလာခြင်းတော့အန်ဒီကလိုမျိုးခီးတစ်ခေါက်သွားတယ်ဆိုလို့ရှိရင်ပြန်လာခြင်းလားမပြန်လာခြင်းဘူးလားဆိုတာလို့အများကြီးကြည့်တယ်လေဒီတစ်ခေါက်ကတော့ကိုမတ်ကတော့အန်ဒီပြန်မလာခြင်းမဟုတ်ဘူးဒါပေမဲ့အန်ဒိုတဲဟိုတဲတော့အရန်ကောင်းတယ်တဲတဲဟိုတဲကတော့အရန်ကောင်းတယ်ဟိုပကန်းချီလည်းရမ်းလာတယ် ဒါပေမဲ့ဟိုပေါ့ဒီနောက်တစ်ခေါက်ပြန်လာကြစမလာခြင်းတော့ဒါတော့အနည်းပြပေးမယ်နော်နည်းနည်းလေးကိုမတ်ကိုမာဒါမျိုးလေမျိုးလေကောင်လို့ခေါ်ရမလားသူကဈေးတန်းကလည်းဟိုပေါ့ပူကက်လိုမျိုးတော့တိတ်မရှိဘူးပြလာနည်းနည်းလေးချင်းချင်းလေးရဲ့ချင်းချင်းလေးရဲ့ပြလာကိုမတ်ကဘာလေးဘာတော့ရှိမယ်ရစတောရန့်လေးတွေရှိမယ်ပြမယ်လေလို့ပေါ့ shopping တွေပါတယ်ဘယ်လိုမရဘူးပေါ့เนาะအများကြီး shopping ထွက်လို့မရပါဘူး ဒါတော့အဒီတို့ထိုင်နေတဲ့နေရာလေးပေါ့နော်အဲ့မှာထိုင်ပြီးတော့ကြည့်ပေါ့ကွယ်ပြီးလို့ရှင်ကိုဟိုတယ်ပြန်ပြီးတော့ကိုမောက်ကျတော့အန်ဒရိုတဲတဲ့ဟိုတယ်ကနေပြီးတော့ဒီမြို့ရဲဟိုပေါ့နော်လာမယ်ဆိုရှင်နဲ့တော့ဝေးတာပေါ့နော်ဝေးတဲ့အတွက်ကြောင့်အန်ဂျူကဘာနဲ့လာကားနဲ့တိုက်စီနဲ့လာတာပေါ့နော်ဟိုတယ်တိုက်စီလဲလို့ရပါတယ်ဟိုတယ်တိုက်စီလဲလို့ရတယ်ပြီးတော့အဲ့လိုပေါ့ကားငှားလို့ရတယ်အခုအနေပြောချင်တဲ့ကိစ္စ line ပေါ်မှာမပြီးစီးသေးတော့ snipe ကြော်ကိစ္စပြောပြမယ်သိလား စနိုက်ကျော်ကိစ္စကလည်းဘာလို့မဖြစ်သေးတာလဲဟိုတစ်ချိန်လုံးအဲစနိုက်ကျော်ကဟိုလူအပြစ်ရှိပါတယ်အဟိုဟိုအဆိုးတော့အပြစ်ရှိပါတယ်ဟိုမိမအပြစ်ရှိပါတယ်ဟိုလူကအပြစ်ရှိပါတယ်တကယ့်ပိတယောက်ဒီစနိုက်ကျော်ကိစ္စထိုင်ပြောနေတာလေဟိုထမင်းရောစားကြရလားကြီးအဲ့လိုအစ်ပါရနော်မြင်မကောင်းနေနော်စနိုက်ကျော်တဲ့မိန်းကလေးကိုပဲပြောနေကြတယ်ဒါပေမဲ့စနိုက် ကြော်ခံတဲ့တစ္ဆာမဲ့တဲ့ယောက်ျားကိုဘသူမှမပြောကြဘူးအေးတဲ့အဲ့အကောင်ထရှင်းနေတယ်အမလည်းကျွန်တော်တစ္ဆာတယောက်မျက်နှိုးပါလားဆိုတော့အဲ့အဲ့ဒီအကောင်ပြောလိုက်ပါအောင်မင်းအဲ့ဒီအဆိုတော်နင်ကတစ္ဆာတရားလို့ပြောနေအောင်နင်ကတစ္ဆာတရားဘလောက်များနဲ့တန်ဖိုးထားလို့လဲနင်သာတစ္ဆာရှိတဲ့နင်သာတစ္ဆာရှိတဲ့ဟဲ့အဆိုတော်ဟဲ့အဆိုတော် အကောင်နှုတ်ငါအကောင်လို့ပဲခေါ်မယ်နင်ကလူနဲ့ခေါ်ထိုက်တယ်နမဲမဟုတ်ကြောင့်နင်သာသစ္စာရှိတဲ့ယောက်ျားတစ်ယောက်ဆိုရင်ယောက်ျားကောင်းတစ်ယောက်ဆိုရင်နင်ရဲ့ပထမဆုံးအဆိုတော်မလေးကိုနှစ်ပေါင်းကြာရှည်စွာ တွဲပြီးတော့နင်သစ္စာမဖောက်ဘူးသိလားနင်သာသစ္စာရှိတဲ့လူနင်ရဲ့ post မှာနင်တင်ထားဆိုလို့ပဲကျွန်တော်သစ္စာတရားကိုမျက်နှိုးပါတယ်ဆိုတဲ့နင်ဆိုတဲ့အကောင်က တကယ်သစ္စာတရားကိုနင်မြင်နိုးတယ်ဆိုရင်နေပထမဆုံးတွဲနေတဲ့ကလေးမလေးကိုနှစ်ပေါင်းကြာရှည်တွဲပြီးတော့မှနေဖြက်လည်းမဖြက်ခဲ့ဘူးနေဟိုမင်းသမီးကိုတွားပြီးတော့ easily မလုပ်ဘူးသစ္စာရှိတဲ့ယောက်ျားတွေကလေသူတို့ရဲ့ချစ်တဲ့ main လေးတကယ်တွေ့လာလို့ရှင်တန်ဖို့အရန်ထားတယ်နောက်ကောင်မတယောက်ကိုကြည့်ဖို့နေတာညလုံးအောင်ဆွေမကြည့်ဘူးနေငါတို့သစ္စာတရားအကြောင်းနေလာမပြောနဲ့။နေကသစ္စာတရားကိုနားမလဲနှာဘူးကောင်။ ညာနှာဘူးမှာနှာဘူးကောင်စစ်နှာဘူးအယုတ်တမှာ အောက်ဖဲလန်တော့အစ်စ်အတန်းယုတ်မာတော့မိသားစုကမွေးလာတဲ့အကောင်ငင်းလိုအကောင်မျိုးတို့ကိုကြိုက်တဲ့ main လေးမျိုးအံ့ဩလို့မဆိုငါလည်းနင်းနဲ့ပတ်သက်တဲ့ snipe ကြော်ကြောင်နောက်ဆုံးပြောခြင်းနဲ့ငါလည်းအရန်ပင်မှန်းနေဘာကြောင့်မြန်မာနိုင်ငံမှာအလောက်တောင်များငါတို့တွေအဆင်ပြေနေကြလားရေ မြန်မာနိုင်ငံမှာအခုဆိုစာဝေးနေရဲ့အဆင်ပြေဘူးနော်စစ်ပွဲတွေကလည်းဖြစ်နေတယ်နော်ဒီဘက်ကတိုက်လိုက်ဟိုဘက်ကတိုက်လိုက်မြန်မာနိုင်ငံမှာဒုက္ခအမျိုးဆိုရင်းဆန်နေရတဲ့အချိန်မှာနင်တို့စနိုက်ကြော်အကြောင်းကပြီးကိုမပြီးနိုင်ဘူးအဲ့မင်းသမီးကိုဘယ်နဲ့အဲ့မင်းသမီးဘက်ကနားရမှာမဟုတ်ဘူးဒါပေမဲ့ငါပြောတာရှင်းရှင်းလေးပဲမင်းမြတ်လည်းရွာတဲ့ဖြစ်နေ East Street Kitchen ဖြစ်နေဒါပေမဲ့ မင်းနှစ်ယောက်ထဲရဲ့လက်ခုပ်ဆိုတော့တယောက်ထဲတီးလို့မမြင်ဘူးလေလက်ခုပ်ဆိုတော့နှစ်ဖက်တီးမှမြင်တာဟုတ်တယ်ဟုတ်အကိုနင်တို့အားလို့ရှင်မင်းသမီးကိုပဲအဖြစ်ပြောနေကြဒါပေမဲ့အဲ့အကောင်ကကြတော့ဘာလဲနင်တို့မိမအနှာဘူးတွေပဲလားနှုတ်လေအဲ့အကောင်ကကြတယ်နင်တို့အမလီမှန်တဲ့ဘက်ကရက်တယ်ဆိုတော့နှုတ်တွေကဒါလဲနင်တို့တွေကိုယ်တိုင်ကဒီသစ္စာမဲတဲ့ယောက်ျားကိုအားပေးအားမြလုပ်နေတာပေါ့မိန်းကလေးတယောက်ကို9နဲ့6နဲ့မပြောနဲ့တစ်နှစ်တွဲပြီးတော့မှ6မဆက်လို့ရှင်ဒါ တမှုမထားလို့ပဲငါသားဆိုလို့ရှိရင်ငါမှသားနှစ်ယောက်ဆိုတော့ကသူတို့ကောင်းမလေးကိုလေချစ်တာမှလေငါထတော်ကိုချစ်တယ်ငါလည်းချစ်ပါစေအချစ်ခံတော့ကြောင့်လေသူများသားသမီးကိုယူထားတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ငါသားကြီးက engage ပဲရှိသေးတာနော်အမလေးသူ့ဤကောင်းမလေးကိုအရင်တံပိုးထားတာသူတော်လေးကမှသူ့ကောင်းမလေးကိုခေါ်တယ်တံပိုးထားတာဆက်ဆံတယ်။ငါတို့လည်းတံပိုးထားတာဆက်ဆံတယ်။ဘာကြောင့်လဲ။မင်းကိုယ်တိုင်ကတံပိုးမထားဘဲနဲ့ ဒီကုန်ငါ is skill လို့ပြီးတော့မှအခုသူများစနိုက်ကြတော့သူများကလည်းအဖြစ်တင်တယ်။တကယ်ကစားရှိတဲ့ယောက်ျားဆိုလို့ရှိရင်လေကိုနဲ့မပြောနဲ့တနစ်ခံနဲ့ရအောင်ယူရဲ။ပြီးတော့ဒိုးတူပေါင်ပတ်အတူတကွအလုံးလုံးမဲစူးစမ်းမဲပတ်စံရှာမဲပတ်စံစုမဲဟုတ်တယ်ဟုတ်။ဘာကြောင့်လဲဆိုတော့ဘာတကယ်တကယ်ချစ်လာပြီဆိုရင်အချစ်တကယ်အချစ်စစ်အချစ်မှန်ဆိုလို့ရှိရင်တောင်တယောက်ကတည်နေတယ်ပစ္စာရှိတယ် โอเคဆိုတော့ဒီ snatch ော်ကိစ္စတွေကိုရက်ကြပါတော့ line ပေါ်မှာ attention မရှာတော့နဲ့ငါလည်းမရှာတော့တော့ပြီကဲအခုပြောချင်တာကအန်တီရဲ့ခီးသွွားအကြောင်းပြောမယ်နော်အန်တီသွားခဲ့တဲ့ထိုင်းနိုင်ငံ20နဲ့နစနဲ့နှစ်ချိန်မြောက်အဲရှူအန်သွားလာရှူကိုထရေးကောင်းငယ် BA Thailand โอเค23ချိန်မြောက်ပေါ့เนาะအန်ဒရုထိုင်းရောက်တဲ့အချိန်မှာအန်ဒရုသွားခဲ့တဲ့ထိုင်းမှာသွားခဲ့တဲ့ကျွန်းတွေတော့များရှိပါတယ်အဲ့ဒီကျွန်းတွေကျွန်းတွေတဲ့ထဲမှာအန်ဒီအချိန်ဆုံးကျွန်းကတော့ကိုလီပဲ ကိုလီပဲကျောင်းတော့အကောင်းဆုံးနံပါတ်10ပဲသူကလည်းနည်းတော့ဝေးတာပေါ့နော်ကိုလီကိုလီပဲကသူကမလေးရှားနဲ့နည်းနည်းသွားနေတယ်ဒီလိုရှိရင်သူကအဲဟိုက်တီမှာသူကလင်းနဲ့သွားတော့ပုံမြင်လာပေါ့နော်လင်းနံနဲ့ထားရဲ့ဒီမှာဆင်းမယ်ပြီးလို့ရှိရင်သင်မောစိတ်ကိုသင့်သွားရမယ်သင်မောစိတ်ကသင့်တနားကြီးကြော်လောက်ပေါ့နော်ပုတ်နေပေါ့နော်စပီပုတ်နေသွားရတယ်ဒါမဲ့ကမ်းခြေကတကယ်လှတယ် ိတ်စိတ်ပေါ့တဲတာမမလေးဖြူဖွေးပေါ့လေအရန်တာရတယ်ကိုလီပဲအကြိုက်ဆုံးနံပါတ်1နံမနဲ့ကမ်းခြေပြောပါဆိုလို့ရှင်တော့အန်ဒရသွားတဲ့အဲ့လိုပေါ့ဥစားဆူရင်းဘီချဒါကတော့ဘယ်မှာလဲဖူကက်ဖူကက် ပူကက်လည်းကောင်းပါတယ်အန်ဒရွိုက်ထိုင်းကိုတော်တော်များသွားခဲ့တဲ့အချိန်မှာပူကက်ကတော့ခဏခဏရောက်တယ်အမေရောက်ဆုံးကတော့အခုနောက်ပိုင်းအခုနောက်ပိုင်းသွားတာတော့အခုဒီပေါ့ကိုမတ်ကတော့ကိုချမ်းလည်းရောက်ဖို့ပါတယ်ကိုချမ်းလည်းအရင်ရေပေါ့ဟိုတိတ်ဆိတ်ဝင်စားထဲမှာတော့မပါဘူးအမေအန်ဒီအချိန်ဆုံးကကိုလီပဲအခုကိုမတ်ကကိုမတ်ကဘယ်လိုလဲဆိုတော့ကိုမတ်ကျတော့ဘယ်လိုဘယ်လိုကျွန်းလဲဆိုတော့သူက ဟိုတိတ်ကျွန်းထုတ်တေးလေးပဲတိလားအိုက်ခက်ခက်တာက public တွေရေပေါ့နော်ကိုရိုးရိုးတမ်းမှန်သူတွေရေသွားကုမယ်ဆိုရင်ကိုကကမော်တော်ဆိုင်ကယ်နဲ့ပေါ့နော်မော်တော်ဆိုင်ကယ်နဲ့သွားမယ် solution မဆိုးပေါ့နော်သွားသွားလို့လာလို့လည်းကောင်းတယ်အဲအကျွန်းလိုက်ရှာတာပေါ့နော်အဲ့လိုမျိုးနဲ့တနေရာလဲသွားမယ်ဆိုလို့ရှိရင်တော့မကောင်းတချို့ဥစားအကန်းကြီးကညက်ပတ်တယ် ကြောက်ခဲတွေရောရှိတယ်ပြီးတော့ဟိုကြောက်ခဲတွေနဲ့အပြင်ကိုဒီပေါ့ဟိုရေရေဘူးခွန်တွေပေါ့နော်ရေကလည်းညစ်ပတ်တယ်မကောင်းပေါ့ဒါလည်းသွားမယ်ဆိုလို့ရှင်တော့အခုအလို့ရောက်ကိုရဲ့ဟိုတယ်မှာကိုရဲ့ဟိုတယ်မှာအလို့ရောက်ကိုရဲ့ဟိုတယ်မှာ Okay how much how Okay I will check wait a minute မဆန်ရှင်းလို့တူ။အော်ငါယောက်ျားရဲ့။ဒါမှမရှိဟဲ့အာ massage. Wait a minute. Lovely. Two hundred, right? One hundred. One hundred. Oh, I don't have a change to. How much you have small money? Twenty. Okay, give me. How much you have? One. One hundred. One hundred. Okay. Uh, sixty. Yeah, yeah. Wait, wait. Ni, ni, cha, So, it's okay. 500, right? <laughs> oh, oh, sorry. Oh my god. You know, I, I, oh my eyes. Yeah, thank thank you. you. Thank you. <laughs> thank you. <laughs> sorry, Rama. Hello, eh. Ma, Ali, you. You have You have a mother. Don't comment the anyway. Huh? Okay. Okay. အန်တီလမ်းလျှောက်နေ live ထွင်ပြီးမှာပေါ့နော်လမ်းလျှောက်ရင်းနဲ့ live ထွင်ပြီးတော့ကြည့်ကြပေါ့အန်တီရဲ့ live ကိုရောက်ကနူပဲလားအဲ့ဒီမျိုးသားခါကြခကြီးကချောင်းတိလားမြက်သွားတာလေမထိုင်ချင်းတော့ဆိုတာချင်းထားပဲအဲ့ဘယ်လိုလုပ်လဲဒါကတော့ပေါ့အန်တီပြပေးမှာပေါ့နော်ဒါကတော့အာကုမတ် ကေကြီးကံကိုဒီတော့ဒီတဲ့လားတော့မြို့မြို့လေးလို့တော့ကြမှာပေါ့နော်ဒါကိုမကဲဒီပေါ့လမ်းဒီထောတိတ်တော့မရှယ်ဘူးဒီလမ်းတကြောလေးပဲရှိတယ်ဒီလားအဲ့လမ်းတကြောလေးမှာပဲစာစာတောက်ကြပေါ့နော်အရင်လဲ shopping လဲမရှိဘူးပေါ့နော်ကိုမကချင်းတာပေါ့နော်ဘလို့ခွန်လဲကျွန်းတေးသေးလေးဆိုတော့အရင်လဲကျွန်းတေးသေးလေးလည်းဖြစ်တယ်အစားတောက်ကြတော့နည်းနည်းလေးတော့ပိုဈေးကြီးပါပေါ့နော်ပြောမယ်ဆိုလို့ချင်းတော့ ဆိုတော့နည်းလေးပိုစေးကြည့်တယ်မြို့ပေါ်ကဆိုင်လို့ရှိပေါ့နော်ဒါပေမဲ့သူ့မှာလည်းလို့အနှိတ်ခမ်းနေဘာတော့ရှိတာပေါ့နည်းနည်းလေးကျွန်းသေးတယ်အမဒီမားကမော်တော်ဆိုင်ကယ်တွေငှားလို့ရတယ်မော်တော်ဆိုင်ကယ်ငှားလို့ရတယ်ပြီးတော့ကားတွေငှားလို့ရတယ်အဲ့ဒါမျိုးကအများကြီးရှိတယ်တချို့ဆန်လို့ရှိလူအောင်မရှိဘူး အပြောကျင်တာဘာလဲဆိုလို့ပေါ့နော်ဒီကိုပိုက်ကတော့အလီနောက်ထပ်လာကျင်လားဆိုမလာကျင်တော့ဘာလို့လဲဆိုအနီမပြောဘူးမပြောစားလို့မလို့လေတိတ်စိတ်တာပေါ့အဲ့ဒီခါကျလို့ရှင်နေလေးပေါ့ပျော်စရာလေးတော့တွေ့ကျင်တာပေါ့နော်ခါလေးကျလို့ရှင်သွားတာလာတာရှောက်ကြည့်တာလေးရှိချင်မယ်တိတ်တော့မရှိဘူးပျော်စရာတိတ်မရှိဘူးပေါ့နော် shopping လည်းတိတ်သွားလို့မရဘူးဆိုတော့ကိုမတ်ကိုတော့အဲဒါပထမဆုံးချိန်နဲ့နောက်ဆုံးလာပဲပေါ့နော်ခါကျ time မှာကတချို့ကျိုးနေကြတော့ရမ်းပျော်ဖို့ကောင်းတယ်နော် လဲစရာပက်စရာလည်းရှိတယ်ကျွန်းတွေကလှတယ်အမေမျက်ပြန်ကျလို့ရှိတယ်အနေကျွန်းကျွန်းသွားဖို့ရှိတယ်အဲ့ကျွန်းတကျွန်းတော့တက်ကြည့်လိုက်မယ်ရေတွေကတော့ကောင်းတယ်ပြောတယ်ရေတွေသက်နေပြီးတော့သူကသဲပြီပေါ့နော်ဟိုပေါ့ white sand ပေါ့နော် နက်ဖြန်ကိုတော့အဲဒီကျွန်းကိုသွားကြည့်လို့မှဘလို့အခြေအနေရှိတယ်သွားကြည့်လာဦးမယ်တကယ်လို့မှအဲဒီကျွန်းကလှတယ်စိတ်ဝင်စားဆိုတော့အဲဒီကျွန်းကလည်းတစင်း live လွှင့်ပေးမှာပေါ့နော်အကြောင်းလဲဆိုတော့ဒါအတွေ့အကြုံပဲလေအန်ဒီပြောထားပြီးပြီအန်ဒီကအမြဲတမ်းဟိုခီးသွားတာဝါနာပါတယ်ခီးပြောပြတာဝါနာပါတယ်ကွာကိုယ့်ရဲ့အတွေ့အကြုံနဲ့ကို sharing လုပ်ပေးတာပေါ့နော်ဒီပင်ညာသွားနော်ဆိုအန်ဒီကထိုင်းမှာကျတော့နည်းဟိုဆော် Ja, men jag kan sitta uppe då. Okej, okay. kan vi sitta här uppe? Okej. Okay. Hello Oh, it's good. So windy. Okej, nu är det sant, Jami. Vad är det? Okej, nu är det sant, Jami. Nu, jag kan sätta dig i min vatten, det gör ingenting. sorry ပေါ့ကောအန်ဒီအန်ဒီအမျိုးသားခဏခဏအန်ဒီကိုမှစကားစရပြောတော့မှဖြစ်တယ်ဆိုတော့အန်ဒီကပြောချင်တာဒါကတော့နောက်တစ်ဆိုင်ပေါ့နော်အန်ဒီရှောက်ရှောက်သွားတာပေါ့အဲ့တော့ဆိုင်သွားမယ်ထိုင်မယ်အန်ဒီသားမယ်ချွေးမလေးရောက်နေတာဟုတ်အဲသူတို့ခေါ်လာတော့ချွေးမနဲ့သားအခြားဟိုတယ်မှာကြာသွားတော့အမသူတို့စောင့်နေနေမှာလိုက်ခင်တာပေါ့နော်ဆိုတော့အန်ဒီပြောချင်တာခီးသွားပါခီးသွားတဲ့ခါကျတော့ခီးသွား experience ရလာလိမ့်မယ်ဟုတ်လားအပြေကြုံရလာမယ်အများကြီးရှိလာမယ် ဖခေးသွားခြင်းအပြင်လူကလေစိတ်ပေါ့ပါတာပေါ့နော်ဟိုလောလောရှိရတဲ့ active ဖြစ်နေတော့သူလားခေးသွားတဲ့ခါအန်ကခေးသွားတာအရင်ကြိုက်တဲ့ခါကျတော့အန်တွေကအရင်ပြောပါမယ်ဒီနေ့ဆိုလို့ရှင်အကန့်ချေမှာပေါ့အန်တို့ကန့်ချေကြတော့ပေါ်ဒါ private hotel လည်းဖြစ်တယ်ဆိုတော့သူကကန့်ချေရ private မဟုတ်ပါဘူးဒါပေမဲ့အကုန်လုံးကိုရီးယားဆိုမဲ့တော့ဟိုကန့်ချေမှာ ဟိုတယ်မှာတည့်တဲ့သူတော့ပဲ swimming pool ရှိတယ်ရေကူးလို့ရတယ်ပြီးတော့ဟိုတယ်မှာတည့်တဲ့သူတော့ပဲအဲထိုင်ကုန်ထိုင်ခွင့်ရှိတာပေါ့နော်ဒါကတို့ rule လိထားတာပေါ့ဒါပေမဲ့အန်တို့ဟိုတယ်ကတော့ staff ကတော့အရန်ကောင်းတယ်အာဟိုပေါ့မီရာမွန်ထရာရီစော့အရန်ကောင်းတယ်ပြီးတော့ hotel staff တွေကလည်းအရန်လည်းပေါ်ရွေတယ် မြန်မာတွေအများကြီးလုံးလုံးနေသီလိုက်မှာဟိုနေ့ကကလေးမလေးတော့သူဘကော်လေးမဟဲ့ညောသမီးကဓမ္မလာဟုတ်ကဲ့ဒီမှာဒီမှာမြန်မာတွေကြီးပဲတဲ့သီလာဆိုတော့ကိုမြန်မာတွေပေါ့နော်တူတူစကားလေးနဲ့လုံးလုံးတော့ဂုံရင်းယူတယ်သီလာအော်သူတို့လေးတွေလှုပ်လာလှုပ်နေကြတာပါလားပေါ့နော်ဂုံယူပါတယ်လို့ကိုမြန်မာတွေအားလုံးလည်းပေါ့နော်ဒါကြောင့်မို့ဟိုအန်ဒီကတော့ အနိတာရောအမေအရန်ပူရောဆိုအနိတာအလုတ်ကိုပဲအရန်လုတ်တော်လေးသူကတော်လေးအလုတ်ခဲပဲကောင်းတဲ့တခါကျတော့ stress တွေအများကြီးလေအနိရပြောတယ်ဘာလဲဆိုတော့ကိုက dedication လာတယ်ဆိုတော့ relaxing လုပ်ဖို့လာတယ်နော် relaxing လုပ်ဖို့လာတယ်ဆိုတော့ relaxing ဖြစ်ဖြစ်စေလို့ဒီအလုတ်တွေကိုဖဲခဲ့ယူလာနဲ့သူကတော့အလုတ်ကဟိုပေါ့အရန်ရေးချည်ကိစ္စလဲ meeting ဆိုတော့သူပြောရတာပဲ computer မှာအနိပြောချင်တာဘာလဲဆိုတော့ခီးခတ်ပါအားတဲ့အချိန်လေးမှာ ့ relaxing လုပ်ပါဘဝကတူပါတယ်လို့เนาะဘဝကတူတဲ့ခါမှာတက်နိုင်ဆိုခီးသွားတဲ့ခါအဲ့လိုကန်းချေလေးသွားလေကောင်းလေးတက်နေရှူးမလို့အသားတော့မဲတာပေါ့เนาะအင်္ဂလိပ်မှာအသားတွေကုတီရေးတာမကူပါဘူးမဲနေတယ်အဲ့ဒါအင်္ဂလိပ်လိုပါပဲဘဝတူတောင်းပါတယ်လို့ဟိုဘာဆောင်လဲဆိုတော့အနိကတော့ဟိုမှာလူစီမှာဆိုအလုပ်ကလုပ်ရတယ်เนาะဒီကပြန်လုပ်လို့ရတော့မယ် vacation ခါတယ်နောက်တစ်နေ့စာအတွက်ခါထပ်ပြီးတော့အမေတို့က အမြဲတမ်း planning ဆွဲရတယ်။ကျွန်တော်တို့အနိတာဆိုလို့ရှိရင်ဟိုတယ်ချိတ်ဖို့တော့ကိုနီးမှပြောတယ်။အန်တို့လို့မရအောင်ဟိုတယ်တစ်ခါချိတ်မယ်ဆိုရင်လာဖို့အတွက်ကို6လမတိုင်ခင်တည်းကအလေလက်မှတ်ချက်ကြတယ်။ဒါပေမဲ့အရင်ဆုံးအခုတည်းကပြန်သွားလို့ရှိရင်အနေနဲ့အန်ကေအနေနဲ့တိုင်မင်လဲကဲသူဘယ်သွားကြမလဲ။နောက်နှစ်ကိုထိုင်းသွားမလားစင်ကာပူသွားမလားလို့မျိုးအန်တို့အမြဲတမ်းပြော planning ဆွဲရတယ်။ထိုင်းကတစ်တိုင်းပေါ့နော်။ဘာကြောင့်အနိမမိသားစုရှိတာဟုတ် အထိုင်းကိုသွားမယ်ဆိုလို့ရှိရင် credit card ပဲသွားမယ်အခုကကိုမတ်ကိုသွားတာပေါ့နော်ကိုမတ်အထိုင်းယာဘန်ကောက်မဲဆာအဲနောက်ထပ်ဆိုလို့ရှိရင်ပဲသွားအောင်အသက်အသက်တောင်မှအခုအန်ရိုအသက်ရွယ်နေဆိုလို့ရှိရင်ပြောရမယ်ဆို honestly ပေါ့နော်ဒင်းချာချာစီးလို့မရတော့အသက်ရွယ်စကားပြောတာကားချာချာစီးလို့မရတော့နောက်ထပ်အနှစ်အနှစ်ပေါင်းပေါ့နော်၅နှစ်ပေါ့အန်ရိုအသက်ဆက်ဆက်နေ63နဲ့အဲ့လောက်ထိတော့တောင်းနိုင်ပါဘူး။အဲ့တော့အမင်းအလီယာစဉ်းစားပြီးတော့အားလုံး ကိုကျမ်းမာတော့ကိုထုတ်လို့ရှာလို့နိုင်တော့ခီးထွက်တာခဏရောက်တာခီးထွက်တဲ့အခါကျတော့အန်ဒီတွေလည်း relaxing ရတယ်အန်ဒီစိတ်ချမ်းသာတယ်အဲကြောင့်မို့အန်ဒီကတော့ advice ပေးတာကတော့ခိုင်းကိုသွားမယ်ဆိုရင်အမြဲတမ်းကြည့်ပါဘယ်ကျွန်းဘယ်ကျွန်းဘယ်ကျွန်းအကောင်လဲဘယ်ဘယ်နေရာအကောင်လဲဆိုတာကိုအမြင်နဲ့ပုံတော့ traveling blogger တွေဘာတွေထားလဲကြည့်အဲ့ဒါနေကိုကကြွားလို့ရအနည်းလေးလို blogger တွေကြည့်တာပေါ့နော်ကိုမတ်ကကောင်းတယ်ကောင်းနေဆိုတော့ကိုမတ်ကအမြင်မချိုက်ဘူး ာလို့တခုရောပေါ့နော်အဲ့နောက်တစ်ခုပေါ့မင်းထင်တော့တော့ချိန်မှာပေါ့ဒီနေရာပေါ့နော်အဲ့ကြောင့်မို့အားလုံးပြောချင်ပါတယ်ခီးထွက်ပါနော် relaxing လုပ်ပါအလုတ်ကအလုတ်ပဲအလုတ်ကမတည်မချင်းလုပ်ရမှာနော်အလုတ်ကမတည်မချင်းလုပ်ရမှာမမေ့နိုင်နဲ့အဲ့ကြောင့်မို့အားလုံး ပေါ့နော်ကျမ်းမာရေးဂီလို့စိုက်ပြီးတော့ဒီဒီစနိုက်ကြော်ကိစ္စလေးခဏရက်ထားပြီးတော့ဒါရက်အတိတ်ပဲမရှိတော့ဒီစနိုက်ကြော်လေးတော့ကြော်ရင်းမကြော်ရင်းနဲ့ကိုယ့်ဘဝတက်ကိုပြန်စင်စားနော်ကိုယ့်ရဲ့ရှိကိုပြန်စင်စားစနိုက်ကြော်ကိစ္စမရှိဘူးတော့တို့ဖြေရှင်းသွားလိမ့်မယ်ကြော်ရင်းလူကကြော်မှာပဲသစ္စာမဲ့တဲ့ကောင်သစ္စာမဲ့မှာပဲဟုတ်တယ်ဟုတ်အေးချာကိုကိုကိုဘီယူစာကိုကိုကိုပဲဘီယူစာကိုကိုကိုပဲစိတ်ဝင်စားပါသူများကြောင့်စိတ်ဝင်စားနေ Okay have a good day ပါနော်အားလုံးကိုနိုင်ပါလို့